ီနေ့တော့တေဘေးကိုမကြောက်ဘူးလို့ပြောပါဆိုရက်ကောင်းစင်လေး ਨੇ ခွားပေးသွားမှာဖြစ်ပါတယ်ဆလံချန်းအခန်း23စာပိုက်၄ကိုဖတ်ပါမယ်အကေ၍တေမင်းအရေးလွှမ်းမိုးသောကြိုင်ထဲသို့လျှောက်သွားရတော်လဲဘေးအန္တရာယ်ကိုမကြောက်ပါအချောင်းမူကကိုတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နဲ့တောင်ဝေးတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏ပြောပါတယ်ဒါက ဒီဖျားသခင်ကိုနော်ဖျားသခင်ကိုသူကတိုးထင်းကြည့်အရာမှာထားပြီးတော့မှသူ့ကိုသူတိုးလို့သဘောထားပြီးတော့မှရေးတဲ့အချင်းဖြစ်ပါတယ်ဒါဝိမင်းကြီးရဲ့တချင်းဆိုတော့ဘယ်ရောက်ရောက်ဘယ်ရောက်ရောက်ဘာနဲ့ပဲတွေ့တွေ့တကယ်တကယ်တော့ထောင်ရဖျားနဲ့အတူသွားတာဖြစ်တယ်ဖျားခင်လမ်းပြပို့ဆောင် ပေးတော့ကြောက်ရောက်သွားချင်းဖြစ်တဲ့အတွက် အကောင့်တော်၎င်းအစိုးတော်၎င်းမကြောက်ဘူးတဲ့အထူးသဖြင့်ဘေးအန္တရယ်နဲ့ဘေးအန္တရယ်နဲ့တွေ့ရပေမဲ့တေဘေးနဲ့တွေ့ရပေမဲ့မကြောက်ဘူးလို့ပြောတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ပို့ဆောင်ပေးတာဖြစ်တဲ့အတွက်ဘုရားသခင်တာဝန်ယူလိုက်မယ်လို့ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမေဆွေဒီနေ့လောကကြီးမှာကျွန်တော်တို့အနေနဲ့နော်အဲကောင်းတဲ့ခြင်းတွေလည်းတွေ့နိုင်ပါတယ်။ မကောင်းတဲ့အခြေအနေနဲ့လည်းတွေ့နိုင်တယ်ကျွန်တော်တို့နော်တေဘေးနဲ့လည်းတွေ့နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ဘာပဲတွေ့တွေ့ဘုရားသခင်နဲ့အတူသွားနေခြင်းဖြစ်တယ်ဘုရားသခင်ကဦးဆောင်နေတယ်ဘုရားသခင်လမ်းပြနေတယ်ဘုရားသခင်ကပို့ဆောင်နေတယ်ဆိုတာကိုမမေ့ဖို့အရေးကြီးပါတယ်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ဖိလိပ္ပိခန်းနှစ်အခန်း1စာပိုင်း27မှာ ငါအသက်ရှင်တဲ့အရာမှာခရစ်တော်ဖြစ်တင်းလင်မူကတာ၍အကျိုးရှိ ပြောတာတွေ့ရတယ်နော်အဲ့တော့ခရစ်တော်ကဘုရားသခင်ကကျွန်တော်ကိုဥဆောင်တယ်လမ်းပြတယ်ပို့ဆောင်တယ်သူကျွေးလို့ကိုစားတယ်သူ့ကြောင့်အသက်ရှင်ရတယ်နော်ဒါကြောင့်အသက်ရှင်ခြင်းဟာဘာလဲခရစ်တော်ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါ တင်းလင်းမှုတည်ရင်တော့အတိုင်းအကျိုးရှိတယ်တဲ့အဲ့ဒါကတော့ဘာပြောချင်လဲဆိုတော့တည်သွားရင်တည်သွားရင်နော်ကောင်းကင်ဘုံမှာဖရာသခင်နဲ့တူနော်သူ့အိုနာတည်ခြင်းမရှိတဲ့ဟာလာဒုက္ခချမ်းသာခြင်းကိုထာဝရဆန်စားရမယ်လို့အဲ့ဒါကြောင့်တားရဲ့အကျိုးရှိတယ်လို့ပြောတာဖြစ်ပါတယ်အောက်ပိုင်းဆက်ဖတ်မယ်ဆိုရင်တော့ငါအသက်ရှင်ရင်ငါတည်ငါ့အတွက်ထုမြတ်သောအကျိုးရှိတယ်တဲ့ ဒီအပြစ်တရားဒီလောကဆင်းရဲခြင်းကမခံရတော့ဘူးပဲတည်ရင်တော့အဲအသက်ရှင်ရင်တော့လူတွေအတွက်အကျိုးရှိတယ်ဘုရားသခင် အတွက်အကျိုးရှိတယ်ဘယ်လိုပြောတာဖြစ်ပါလဲတွေ့ရပါလဲအားကြောင့်နော်ကျွန်တော်ယုံကြည်သူတယောက်အခုတွေ့ရတဲ့စစ်ပေးတော်လကောင်ငလင်ပေးတော်လကောင်ငတ်မခေါမချင်းပေးတော်လကောင်အနာယောဂါပေးတော်လကောင်အမျိုးမျိုးဘယ်လိုဘေးပဲတွေ့တွေ့မကြောက်ဘူး ဒီလိုမျိုးကျွန်တော်ခံတက်ဖို့လိုပါတယ်။ဘာကြောင့်လဲ?ဘုရားသခင်နဲ့အတူသွားနေတယ်။ဘုရားသခင်လမ်းပြနေဘုရားသခင်ပို့ဆောင်ပေးနေတယ်။အဲ့တော့အကယ်၍အသက်ရှင်နေခြင်းလဲဘုရားသခင်ပို့ဆောင်ပေးလို့ကိုယ်ကပေးလို့အသက်ရှင်တာဖြစ်တယ်။တည်သွဲရင်တော့နော်အေးဒီလောကဒီလောကရန်တရားတွေငါခံစားရမလို့တော့ဒီဆင်းရဲဒုက္ခကနေငါလွတ်မြောက်ဖြစ်တယ်။ငါအတွက်အကျိုးရှိတယ်။ကိုရောနဲ့တူကောင်းကင်ဘုံအတူနေရမယ်။အကယ်၍ရှင်နေသေးတယ်ဆိုရင်လဲဘုရားသခင်နဲ့တူဆက်ပြီးရှင်မယ်။ ဆိုတော့ကတော့ကိုယ့်အဖို့မရှင်ဘူးဘုရားသခင်တော့ရှင်မယ်လူတွေနော်လူတွေကဲတင်ချင်းရပြီးတမာတရားကိုသိဖို့အတွက်နော်ငါသက်ရှင်မယ်လူတို့အတွက်ဘုရားသခင်အတွက်ဒီလိုပြောတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့ကခံရမှာဖြစ်ပါတယ်နော်အဲ့တော့၄00လေယာအခန်း20နှစ်စာပိုက်20မှာယောရှိမင်းကြီးကိုဗာပြောလဲဆိုတော့ငါဒီတင့်ကို ဘူဘေစုဝေးရာတို့ပို့ဆောင်၍တင်းဒီငိန်ဝတ်စွာတင်းချိုင်းတို့ရောက်ရလိမ့်မည်ဤရ၌ငါရောက်စီအံ့တော်ဘေးကိုတင်ကိုယ်တိုင်မတွေ့မမြင်ရဟုမိန်တော်မူချောင်းကိုစင့်ဆိုသည့်အတိုင်းသူတို့သည်ရှင်ပင်အားပြန်လျှောက်ကြ၏ဒီလောကမှာလူရဆိုးသွမ်းတဲ့ခါမှာဟောဆိုးသွမ်းတဲ့ခါမှာအဲ့တော့ဘုရားသခင်ကဖြောင့်မတ်တော်ဖျားဖြစ်တော်ကြောင့်ဖြောင့်မတ်စွာတရားဆင်မယ်တဲ့ အဲ့တော့တရားဆင်တဲ့ခါမှာဘေးအမျိုးမျိုးဟာဒီလောကမှာရှိလာတယ်အဲ့ဒီခါမှာဘုရားသခင်ကိုချစ်တဲ့ဘုရားသခင်နောက်ကိုလုံလုံလိုက်တဲ့ယောရှိမင်းကတော့ဘုရားသခင်ကမင်းကိုတဲ့ဒီလောကမှာဖြစ်မဲ့ဘေးအန္တရာယ်အမျိုးမျိုးကိုတွေ့မြင်ခွင့်ငါမပေးဘူးတဲ့အဲ့တော့မင်းကတော့ဒီလောကနေထွက်ပြီးငါစီကိုရောက်လိမ့်မယ်သူတို့ပြောတာတွေ့ရပါတယ်အဲ့ဒါနဲ့ယောရှုမင်းကြီးယောရှိမင်းကြီးဟာနော် တိုက်ပွဲဖြစ်ပြီးတော့မှအဲ့တိုက်ပွဲမှာပဲတည်တယ်။ဆိုတော့ဘုရားခင်ကခေါ်တဲ့အတွက်အရှင်လက်လက်ကောင်းကင်ဘုံတက်တယ်လို့လည်းရှိတယ်။နော်အင်းနာတို့အီလီယာတို့နော်အဲ့ဒါမှတတော်များများဘုရားသခင်ခေါ်တဲ့ခါမှာနော်ဘေးအမျိုးမျိုးတည်ရတယ်။ဆိုတော့တွေ့ရတယ်။ဘလို့တည်တည်ဘလို့တည်တည်အဲ့ဒီယောရှိဟာကောင်းကင်ဘုံမှာဘုရားသခင်နဲ့အတူနေရပြီ။ဒီလောကမှာဖြစ်တဲ့အရာလှမ်းလည်းမမြင်ရဘူးသူက။ လက်မြင်ရစိတ်ဆင်းရဲနေမှာပေါ့ကောင်းကင်ဘုံမှာနော်မြင်လည်းမမြင်ရဘူးတဲ့သူကလွတ်သွားတယ်သူလိုပြောတာတွေ့ရတယ်ပြီးရင်ရေရှာရခန်း59စာပိုက်တမှာဘယ်လိုတွေ့ရလဲဆိုတော့ဖြောက်မှတ်တော်သူသည်ဆုံး၍ဂျေဇူးပြုတ်တတ်တော်သူသည်ပယ်ရှားခြင်းခံရတော်အခါဖြောက်မှတ်တော်သူကိုမကောင်းသောအမှုထဲကရုတ်သိမ်းပြီးအပေသူမြတ်မစင်ခြင်းအပေသူမြတ်မအောင်မြကြ ထိုတုတ်တော်သူသည်ချမ်းသာထက်သို့ဝင်ရိုက်ဖြောင်းမတ်စွာကျင့်လျက်မိမိအိယာပေါ်မှာငြင်ရ၏အဲ့တော့ကျွန်တော်ကတခါတလေမှာဟိုအသေးဆုံးနဲ့တောင်းသလကောင်းယောဂာနဲ့တောင်းသလကောင်းအခုလိုဘေးနဲ့လကောင်းတရတယ်ဆိုရင်အခုသူကြောက်လားဘာမကောင်းတာများလှုပ်တာလဲဖះမကြိုက်တဲ့သူဘာများလှုပ်တယ်လဲလူတွေအဲ့လိုထင်တတ်တယ်ဒီမှာတော့မဟုတ်ဘူးတဲ့နော် ဖခင်သခင်သူ့ကိုဒီဘေးဒုက္ခအမျိုးမျိုးမခံစေချင်တော့လို့ခေါ်လိုက်တယ်ဆိုတော့ကိုနော်ဒီအပြစ်တရားလောကရဲ့ဆင်းရဲဒုက္ခကိုမခံစေချင်တော့လို့ကောင်းကင်ဘုံပြန်ခေါ်လိုက်ပြီသူ့ကိုငြိမ်သက်ချမ်းသာခြင်းပေးလိုက်ပြီဆိုတော့ကိုလူတွေကမစင်ချင်မိကြဘူးဒါလို့ပြောပါတယ်ခင်ဗျအခုလဲနော်ကျွန်တော်ရဲ့မြေကောင်မောင်မတွေမိဘသားသမီးတွေစစ်ဘေးထွက်ကြောင်းတလကောင်းမင်းကလေးဘေးကြောင်းတလကောင်း တေချာတေချေကြပါအဲ့တော့ဒီရက်ခါမှာကျွန်တော်တို့က तू ဟာအကုသူများတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်အလုံးမဟုတ်ပါဘူးအကုသူများတိုင်းတေတာမဟုတ်ပါဘူးအတရှိတိုင်းလည်းအကုသူမရှိတော့မဟုတ်ဘူးအဲ့တော့ဖျားလက်ထဲမှာအရာရာရှိတယ်ဖျားသခင်ကဖြောင်းမတော်သူဖျားသခင်ရဲ့စကားတော်ကိုနားထောင်တော်သူ လောကမှာတာဝန်ကြည်ပြီနော်မလိုတော့ဘူးသူ့ကိုသူကလောကမှာတာဝန်ကြည်ပြီဆိုတော့မှဘုရားခင်ယူဆတဲ့သူဘုရားခင်ကခေါ်လိုက်တာဖြစ်ပါတယ်အဲ့လိုခေါ်ရခါမှာတေချင်းအမျိုးမျိုးနဲ့ဘေးမျိုးမျိုးနဲ့ပေးတွေ့ပြီးတေရဆိုတွေ့ရပါတယ်ဒါကြောင့်ဒီနေ့အသက်ဆုံးမကြတဲ့ဒီဘေးမှာတွေ့ပြီးတော့မှအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တလကောင်းအမျိုးမျိုးကြောင့်တလကောင်းအသက်နော်ကြီးမြတ်မရွေး ဲ့ရဲ့ပုံပေါ့ပါခဲ့ရဲ့ပုံပေါ့အဲ့တော့သူဟာငိမ့်ချမ်းသွားပြီဘုရားသခင်စီမှာအဲ့ဒါကြောင့်ကျွန်တော်တို့ကသူ့အတွက်နော်ဘယ်လိုခေါ်မလဲယူချုံမရကြီးဝန်းနဲ့ကြီး꽌မနေပါနဲ့ကျွန်တော်အားပေးခြင်းနဲ့နော်အားပေးခြင်းနဲ့သူဟာတာရဲ့ကောင်းတဲ့နေရာရောက်သွားပါပြီသူအသက်ရှင်နေတဲ့ကျွန်တော်တို့အတွက်တော့ကောင်းပါတယ်ကိုမြေပါညီကိုမောင်နဲ့မှချစ်ရတဲ့သူတွေမတည်ပဲနဲ့ကျွန်တော်နေကျွန်တော်တို့ကောင်းတယ်သူထွက်သွားတာကသူ့အတွက်အလွန်ကောင်းတယ် နောက်ထပ်တွေ့ရမဲ့ဘေးတင်နဲ့လွတ်သွားပြီ။ဒါကြောင့်ကျွန်တော်တို့ကဝနဲ့ခြေခွဲရပေမဲ့လေ။နော်။မြုံလင့်ချက်မရှိတော့တဲ့ပုံစံမျိုးနဲ့ဝနဲ့ခြေခွဲမဟုတ်ဘူးလို့ကျွန်တော်ခွာပေးပြရတယ်။ထို့နည်းတူစွာပဲဒီမှာကြံခဲ့တဲ့ကျွန်တော်တွေလေ။နော်။ကြံခဲ့တဲ့အခါမှာငါတောင်းဝန်မကြည့်သေးဘူးလို့ပဲအောက်မေ့ပါ။နော်။ငါဘုရားသခင်တော်အတွက်အသက်ရှင်အောင်မယ်လို့နော်။ငါတောင်းဝန်မကြည့်သေးဘူးလို့အောက်မေ့ပါ။နော်။အဲ့တော့အားပေးချင်ပါတယ်။ ဒီနေ့အခက်ခဲပြတ်နေအမြုံမြုံဘာပဲတွေ့တွေ့မှတ်ထားပါဖယားသခင်နဲ့ငါတွားနေတယ်အဲ့ဒီတေဘေးကိုငါမကြောက်ဘူးလို့ပြောပါဒီနေ့တင်တွေ့ရတဲ့ဆင်းရဲဒုက္ခကိုငါမကြောက်ဘူးလို့ပြောပါခွာပေးချင်တယ်နောက်ခုတော့ဒီဖိလိပ္ပိခန်းလေးမှာနော်ဖိလိပ္ပိခန်းလေးအလုံးသိပါတယ်ဒီကျမ်းပိုက်လေးရတော့စာပိုက်6မှာမတွေ့လဲဆိုတော့ အဘယ်အမှုကုများဆိုရင်ချင်းမရှိပဲအရာရာနဲ့ကြေးတော်ချင်းမချင်းနဲ့တကွာဆုတောင်းပရဏပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြတော့ထို့သို့ပြုလင်အဘယ်သူမြကျင်းမမီနိုင်သောဖျားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အဖြစ်သင်တို့စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်ဘလို့ချင်းနေလည်းတွေ့တွေ့တဲ့နော်အဘယ်အမှုကုများဆိုရင်ချင်းမရှိပဲနဲ့အရာရာ၌ကျေးဇူးတော်ချင်းမမှာဒီနေ့ဒီချိန်မှာအပိချင်းတယ် နော်တင်ပေးဖို့မဲ့ကငါမကြောက်ဘူးလို့ပြောငါမစိုးရင်ဘူးလို့ပြောပါပြင်းရင်ပါလေကျေးဇူးတော်ချင်းမဘုရားသခင်ကိုရောင်းနဲ့တော်ရခါမှာဒီလိုဘေးနဲ့ပြေးတွေ့ရတယ်နော်ကိုရောင်းကျူးတင်တယ်ကိုရောင်းဘုံကြီးပါစေကျေးတော်ချင်းမပါတဲ့ပြင်းကိုပါဖြစ်ချင်းလဲနော်ဆုတောင်းပါတဲ့အဲ့ဒါဆိုရင်တော့နံပါတ်1ဘာဖြစ်မလဲဘသူမှကြံရွတ်မမြင်နိုင်တဲ့ငြိမ်သက်ချင်းချမ်းသာစိတ်ငြိမ်သက်ချင်းရမယ်ဟုတ်နော်အဲ့တော့စိတ်ငြိမ်သက်ချင်းရမယ် ေသွားရင်လည်းပျော်ပျော်ကြီးတေသွားတယ်မတေပဲကြံနေတယ်ဆိုလဲဒဏ်ရာတွေနဲ့လားအခက်ခဲတွေနဲ့လားအေးဆေးပဲပျော်ပျော်ကြီးအသက်ရှင်နေမယ်ပြီးရင်ဟာလာလွတ်မြောက်ခွင့်ရရှိမယ်ဒီလိုပြောတာတွေ့ရပါတယ်ဒါကြောင့်ဓမ္မမေဆွေအားပေးခြင်းနဲ့ဒီချိန်မှာကျွန်တော်ကအလုံးဝနဲ့ချီကွဲရတယ်ကျွန်တော်လည်းဝန်းနေရပါတယ်နော်တခါမှမကြုံဘူးတဲ့ကျွန်တော်တို့ကအသက်59နှစ်ရှိပြီတခါမှဒီလောက်ဆိုးွားတဲ့ ဘေးကိုမတွေ့ဘူးပါဘူးပေါ့မတွေ့ဘူးပါဘူးဒီချိန်ကျွန်တော်တို့တွေ့ကြုံရတာဘုရားသခင်ကငါ့ကိုပြီးတွေ့တယ်လို့ပဲအောင်းမိပါတုံ့ပြန်ဘယ်လိုတုံ့ပြန်ဘုရားသခင်အလိုတော်တိုင်းပဲတုံ့ပြန်ခုနကြားတဲ့နှုတ်ကပတ်တော်တိုင်းတုံ့ပြန်ပါအဲ့ဒါဆိုရင်တော့ညီတဲ့ချင်းချမ်းသာရလိမ့်မယ်ရလကဘလို့ရှိရှိဘုရားသခင် လက်ထက်မှာပဲရှိတာဖြစ်တဲ့အတွက်သင်အကျိုးရှိမှုပဲဖြစ်လာလိမ့်မယ်လို့ခေါ်ပေးနေတယ် ਨਿਗੋਂ ਚੋ ਬਰਾ ਪਿਆਦ ਖੇ ਨੀ ਤੈਨੂੰ ਹਾਲੋਂ ਗੋ ਕੌਂਚੀ ਪੇ ਬਾਸੇ ਤੋ ਆਮੇਨ